နေတယ်ကောင်းမလေးကြောက်တာ။အော်ဆရာရန်အပြင်အထက်ထဲအထက်အပြင်ကပူချောရတယ်ဗျာ။အဲ့ရောပြောရတာ။ကျွန်တော်ဒီရန်ကုန်ထဲရတယ်မဟုတ်ဘူးဗော။ဒီနိုင်ငံသားမှရှိတဲ့လူတွေကအစပေါ့။တို့ရောက်ပြီဆိုတာနဲ့အိမ်တော်အထုတ်မထားဘူး။ကျွန်တော်ရှိရောအဲ့လိုကျွန်တော်ရှိရောက်လာတဲ့လူတွေတော်တော်များတယ်။ကျွန်တော်ဝမ်းလဲဝမ်းတာပေါ့။တခုခံစားချက်ပြောရမယ်ဆိုရင်တော့အရန်ပျော်တာပေါ့ဗျာ။ဘာလို့လဲဆိုတော့ဝါနာလည်းပါတယ်။ကျွန်တော်နာမည်တခုလည်းရလာတဲ့အတွက်ကျွန်တော်ဒီထက်မှကလည်းထက်ကြိုးစားတော့မှာမဟုတ်။ တခြားဆိုရင်တော့ခွန်ခွန်နေရှင်းနေတော့ရှိပြီဗျကျွန်တော်စဝင်နေခြင်းတော့ဘယ်လိုဖြစ်တာလဲဆိုတော့အိမ်ကလုပ်ငန်းထဲကြောက်ကျွန်တော်ကြောက်ဝါနာမပါဘူးလीအဖေတို့အတော်တွေကဘလောက်တိုက်တုံတော့ကျွန်တော်ဝါနာမပါတော့ကျွန်တော်ဝါနာပါတဲ့အရာကိုပဲကျွန်တော်ရွေးချယ်ပြီးတော့စတင်ဝင်ခဲ့ရဗျဟုတ်အိမ်ကလို့ဆိုတာကအိမ်ကကြောက်တော့အတော်ကြီးအိမ်အဖေမိတွေကကြောက်တော့ landscape လုပ်တာ landscape ဆိုတာကျွန်တော်အပင်တွေစိုက်တာပေါ့အဲ့ဒါအဲ့ဒါလုပ်ငန်းလုပ်တာအပင်စိုက်ခိုင်းတဲ့ဟာကြောက်ကျွန်တော်ဝါနာမပါဘူး အဲဝါနာဘာရာထက်ဟိုအေးမော်ဒီသူပြောရမယ်ဆိုတော့ဝါနာဘာရာပေါ့ဘာလဲဆိုတော့သမင်ဆိုင်သွားညှက်လိုက်ပြီဆိုတော့ကြည်ရတန်းတန်းပြပြပထမရက်ပြီးတော့သူများကိုလည်းဒါပြောရမယ်ဆိုတော့အလှဖန်ဒီပေးရပေါ့အဲ့တခုတွေပါပြောင်းဆက်ပြီးတော့ကျွန်တော်ဝါနာနည်းနည်းလေးတော့ပို့ပြီးတော့ဆိုင်လုံး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 နဲ့တဖြည်းဖြည်းဝါနာပို့ပို့ကြီးလာတာပေါ့လေးလာတော့အဓိကတော့ဧည့်သည်ပေါ့ဧည့်သည်လာတဲ့ချိန် လာတဲ့အချိန်မှာကျွန်တော်အကောင်းဆုံးလုပ်ပေးတယ်။သူရဲ့ပြောရမယ်ဆိုရင်အဲပြောရမယ်ဆိုရင် complaint ပေါင်းများစွာကိုဖြတ်တန်းပြီးတော့မှဒါကိုယ့်ရဲ့ဟိုဟိုဘာဘာလိုအပ်လဲနေဆိုတဲ့နေရာကိုကျွန်တော်ဖြည့်ပြီးတော့မှလိုက်လေ့လာခဲ့ရပါဗျာ။ဟုတ်အတွေ့အကြုံဆိုတော့တင်းနန်းစင်းပြီးရနဲ့ကျွန်တော်ဟိုဆရာတရုတ်ဆိုင်ဆိုင်မှာပေါ့အဲ့မှာကျွန်တော်တွားလို့ရင်းနေမှာစာညက်တဲ့အချိန်မှာကျွန်တော်တို့ step step ညက်တဲ့အချိန်မှာ၄တောက်တွေဖြစ်ကုန်တယ်ပေါ့ အဲ့ဒီကတော့တော်တော်လေးပြောရအဲ့ဒါတော့အမြင်နဲ့တတိယရတယ်အခုချိန်မှာမမေးပါဘူးသဘောတူတာအဖေမေကတော့ကြိုက်တာလောက်ခိုင်းပါတယ်ဒါပေမဲ့ဒီကောင်းတာလောက်ခိုင်းတာဆိုတော့သဘောမတူကြတော့မရှိပါဘူးအခုလိုနာမည်ရလာတဲ့တကူကြတော့ပိုပြီးတော့ဝမ်းတာတော့ခန္ဓာချက်ကတော့အခုချိန်မှာကျွန်တော်လူများတိလာတယ်အဲ့ဒီချိန်မှာကျွန်တော်အကောင်းဆုံးလုပ်တယ်တခုခံစားချက်ပြောရမယ်ဆိုရင်တော့အရန်ပျော်တာပေါ့ဗျာဘာလို့လဲဝါနာလည်းပါတယ်ကျွန်တော်နာမည်တခုလည်းရလာတဲ့အတွက်ဒီထက်မှကလည်းထပ်ကြိုးစားတော့မှာမဟုတ် ဒီသားမီးရဲ့ကြောင်ကဆိုတော့ကျွန်တော်တို့ဒီဘွေဆမ်းမန်စဝင်တဲ့အချိန်မှာကျွန်တော်ကျွန်တော်တို့ဆရာကြီးကတိုက်တွန်းခဲ့လို့ကျွန်တော်တို့ဒီလိုနေရာကိုရောက်တာပေါ့ကျွန်တော်တို့ဆရာကြီးကကျွန်တော်တို့ပတ်မပိုးပေးဘူးဆိုတော့ဒီလိုနေရာဆိုတော့ရောက်လာမှာမဟုတ်ဘူးဗျဟုတ်ဆရာနဲ့ညှက်ချင်တဲ့သူကမင်းကလေးပြိတ္တများအမ်မင်းကလေးတွေများပါတယ်ဗျချက်နိုင်ရောလူလက်ပိုင်းလိုလူကြီးပိုင်းတွေကပိုးပြီးတော့ကျွန်တော်တို့ကများတယ်ဗျဟုတ်တမိုးထတော့လုံးဝတော့အပြည့်ပဲဗျဟိုပြောလို့မရတဲ့အထီးအောင်တံမိုးထားတယ်ဘာလို့လဲအခုအောင်မြင်လာလို့လည်းမဟုတ်ဘူးပေါ့ဒီအောင်မြင်ခင်တည်းကလည်းကြိုးစားခဲ့တယ်ပေါ့ကြိုးစားခဲ့လို့လည်းကျွန်တော်က ဘလွဲဖြစ်ဖြစ်တံမိုးထားရထားပါရဲ့ဟုတ်ဘုံညကပေါ်တယ်ကြာတော့ဟိုလာကြည့်ကြအောင်များအဲအဲ့လိုလေဟုတ်လားဘာလိုလိုလိုပြောပြလာလာခဲ့ကြတာဟုတ်ပါဗျာကျွန်တော်ဒီရန်ကုန်ထဲရတယ်မဟုတ်ဘူးဗောနိုင်ငံသားမှရှိရလူတွေကအစပေါ့တို့ရောက်ပြီဆိုတော့အိမ်တော်အထုတ်မထားဘူးကျွန်တော်ရှိရောအဲ့လိုကျွန်တော်ရှိရောက်လာတဲ့လူတွေတော်တော်များတယ်ကျွန်တော်ဝမ်းလဲဝမ်းတာပေါ့အဲ့လိုဆောက်အပြင်မှာတွေ့ရောဘယ်လို 哦，是啊，呀，边啊在，天啊在，边啊不错啊，我哎呀，不错呀。ကျွန်တော်ကတော့ဒူးလာပြီဆိုတော့အကောင်းဆုံးပဲလုပ်ပေးဖို့အတွက်ရည်ရွယ်ထားပါဗျပြောရမှဆိုရင်လိုအပ်တဲ့ပညာကိုလည်းဖြည့်ဖို့ပေါ့ကိုဖြည့်ဆွတ်ထားတယ်အကောင်းဆုံးကဒူးပျော်ရွှင်သွားပြီးပြန်ထွက်သွားတော့ပဲကျွန်တော်မြင်ချင်တယ်ကဟုတ် အဲအဓိကတော့သူတို့ပြောတဲ့လိုချင်တာအထက်ကျွန်တော်ကသူတို့နဲ့လိုက်တဲ့ပုံစံကိုဖန်တီးပြရပုံများတယ်ဗျသူတို့တောင်းဆိုတဲ့ပုံစံနဲ့ကျွန်တော်ကျွန်တော်နဲ့နှစ်ခုပေါင်းပေါင်းဆက်ပြီးမှကျွန်တော်ကလုပ်ပေးလိုက်တာသူတို့လိုချင်တဲ့ပုံစံအတိုင်းကိုကျွန်တော်ကမလုပ်ရများတယ်ဗျဘာလို့လဲမလိုက်ဖက်တာပုံများလို့ဟုတ်၁၀ရောက်လောက်မှ၅ရောက်လောက်ကတော့သူတို့ပုံစံကိုသူတို့သိတယ်၅ရောက်လောက်ကတော့မသိကြအောင်အဲကြောင့်ကျွန်တော်ခွဲပြီးတော့ကျွန်တော်ဆီစဉ်ပေးရပြဟုတ်ဆရာ information နဲ့ကြည့်လို့ဆရာတက်လမ်းမှုတွေ plan ပြပါတာရှိတယ် ဟိုဒီထက်မှကတော့ထက်သွားမှာပါဒါကျွန်တော်ရဲ့ဆရာကြီးကဒီထက်မှကကျွန်တော်ကိုမြေမြောက်တင်ပေးဖို့အများကြီးရှိပါတယ်ဗျအဲကြောင့်ကျွန်တော်ဆက်ကြိုးစားမှာပါဗျာဆရာဆင်းလာခြင်းလည်းဆိုရင်ဒီလိုလာလို့ရတယ်အခုကကျွန်တော်ကပုံစံဆောင်ဆိုင်ခွဲမှာရှိပါဗျအနော်ရထားလမ်းမပေါ်52လမ်းတောက်ကျွန်တော်ဆိုင်အစ်စ်မှာကျွန်တော်ရှိနေပါဗျဟုတ်အာဟုတ်ကဲ့ကျွန်တော်ကဟိုပါသုံးဆောင်ဆိုင်ခွဲအစ်စ်မှာကျွန်တော်ကရှိနေမှာပါအဲလိမ့်စာတော့အနော်ရတာလမ်းမပေါ်52လမ်းတောက်မှာရှိပါဗျကျွန်တော်ကလာခဲ့ဖို့အားလုံးကိုဖိတ်ခေါ်ပါဗျ